အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာရှိ Enchanted Terror မြန်မာ page တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ channel လေးမှာနောက်ထပ်လုပ်ပေးမယ့် Terror video လေးကကျတော့ collective video လေးဖြစ်ပါတယ်ဒါကတော့ right person အကြောင်းပေါ့နော်ဆိုတော့ right person ကိုယ့်ရဲ့ right person ဆိုတာဒါကိုယ်ပေါ်ကောင်းမွန်ဆိုတာဆက်ဆံပေးမယ့်ချစ်သူပေါ့နော်ဆိုတော့အဲ့လိုချစ်သူ ਨੇ တွေ့ပြီးသွားပြီလားတွေ့ပြီးသွားရင်ရောဘယ်လိုပုံစံနဲ့တွေ့ခဲ့ရလဲဘယ်လိုလူမျိုးလဲဒါမှမဟုတ်မတွေ့ရသေးရင်ရောဘယ်လိုပုံစံနဲ့တွေ့မှာလဲဘယ်လိုလူမျိုးလဲဘယ်လိုအနေထားရှိမလဲဆိုတာလေးကိုတရုတ်ကလေးရဲ့ oracle ကလေးရဲ့ထုတ်ပေးပြီးတော့ကြည့်ပေးတော့မှာဖြစ်ပါတယ်တကယ် လိုမှန်ခဲ့တဲ့ energy ကိုက်ရလို့ခက်သားရဲဆိုရင်အဲဆို like and subscribe လေးလို့မိပါနဲ့ comment လေးလည်းမပမိပါနဲ့တကယ်လို့ energy ကိုက်ရဆိုရင် facebook page မှာလည်းလာပြီးတော့မေးလို့ရတယ်လို့ telegram မှာလည်းလာပြီးတော့ဆက်သွယ်ပြီးတော့ပေါ့နော် personal reading လေးလာပြီးမေးလို့ရပါပြီလို့ဟေးအားလုံးပဲဆက်ကြရအောင်ကျွန်တော်ဒီမှာရေး right version အကြောင်းလေးကိုကျွန်တော်ပြောပြပေးတာဘယ်လိုလိုမျိုးလဲပေါ့နော် Okay, connected the Mario Rebus and John Leo, and then I'll be happy there. Okay. Nairo Pentacles. Mm, thank you. ဒါလေးကတော့ collective thermary ရဲ့ energy လို့တော့ကျွန်တော်ပို့ပြရရဲ့เนาะဆိုတော့မိပြက်နေလို့လေဒီမှာပြောင်းနိုင်နေထောင်းတာဆိုတော့အဲ lighting နဲ့အလင်းဟန်နေเนาะ sorry เนาะဆိုတော့ကန်လေးရေဆုံးခြားရမယ်နောက်ပြီးတကယ်ချင်းပြပြပေးမယ်เนาะ okay နောက်တော့ how about that drive person collective the right person ကြောင်းနေ tell me about the right person of the lovers and the emperor အထက်မှာခိုင်လာပြကတ်လေးပဲယူလိုက်မယ်နော်ဒီမှာ the lovers ဆိုတာဒီမှာဒီဟာလေးကလေဒီလိုမြင်တော့တချို့တွေ LGBT တွေပါနေတယ်เนาะဆိုတော့အဲ့ဒီလည်းကြည့်လို့ရပါတယ်အဲ့လိုလူမျိုးတွေလည်းကြည့်လို့ရပါတယ်ဆိုတော့အဲကျွန်တော်မှ gender equality gender အာကျွန်တော် gender equality ပဲပေါ့เนาะအကုန်လုံးအမဟိုအကုန်လုံးအတွက်အခြေပြုရဖြစ်တယ်ပေါ့เนาะဆိုတော့ gender မခွဲခြားပါဘူးခင်ဗျာ Okay ဆက်ကြည့်ရအောင် Okay. Ferro cups. ဒီကက်လေးရလေးကျွန်တော်ဟိုနည်းနည်း synchronize ဖြစ်တာပေါ့နော်ပြောပြရတယ်။ဟိုပြောပြရမလဲ။ဟွန်း။ Okay. So now my as a petty တခြားထုတ်ပြီးတော့မှပြောပြပေးမယ်။ Sizzle sauce ကြာရင်နောက်ဆုံး၄ကပ်ပဲထုတ်မယ်လို့ပြောရတော့၅ကပ်ထပ်လာတော့ယူလိုက်တယ်เนาะ aeropanical ဆိုရပြောင်းမြန်လေးဆင်းလာတယ်။ဒီကျွန်တော်တို့ကက်လီရဲ့ energy ကိုဖတ်ပေးမယ်။ Okay စားလိုက်ကြရအောင်။ โอเคဆိုတော့ကျွန်တော်စပြီးတော့ပြောပေးမယ်အဲကျွန်တော်ဘယ်လိုလေးတွေးရလဲဆိုတော့ right person ကလေကိုယ့်ရဲ့ဘဝမှာကိုယ့်ဘာသာကိုအောင်မြင်အောင်စူးစမ်းနိုင်တဲ့အချိန်အဲ့လိုအချိန်မျိုးမှာတွေ့မယ်လို့မြင်တယ်အချိန်ကာလအားဖြင့်အလေးနှစ်လောက်အတွင်းအကြာဆုံးပေါ့နော်အမြင့်ဆုံးဆိုရင်တော့6လလောက်အကြာမှာကိုတွေ့နိုင်တယ်ဒါမှမဟုတ်ဒီနှစ်6လပိုင်းဒါမှမဟုတ်6လလောက်အကြာမှာကိုတွေ့နိုင်တယ်တယောက်ချင်း independent ဖြစ်နေတဲ့အချိန်မှာရောက်လာလိမ့်မယ် ်ဘယ်သူမှမလိုအပ်တော့ဘူးကိုပါတော့ကိုလည်းစ조사နေနိုင်ပြီးရည်တည်နေနိုင်ပြီးဆွဲပုံစံမျိုးလေးမြင်ရတယ်နော်ဒီကလေးကိုချင်းချင်းအဖြစ်ဒီ quality တမားရဲ့ဘဝပေါ့နော်ဆိုတော့လေလေကူကူနေရောကြော်ဖြတ်ခဲ့ရတာမဟုတ်ဘူးအမ်ကိုရှာကိုသုံးပုံစံမျိုးအရင်ကြီးချမ်းသာကြွယ်ဝတဲ့ပုံစံမျိုးဆိုတာဒါကိုပစံကိုကိုသုံးနိုင်တဲ့အနေထားမှာတော့ပါတယ်နော်ဆိုတော့အလုပ်ကြိုးစားရဲ့အလုပ်ရှင်အလုပ်လုပ်ငန်းသမားတွေပါတယ်အလုပ်ကံတွေလုပ်ကံတွေတွေမှာပါရဆိုရင်အလုပ်သမားတွေပါရဆိုရင်သူတို့တွေကဟိုသူများစီမှာမိခွေးတွေမဟုတ်တတ်ဘူးနော် အဲ့လိုမျိုးကို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 မိခိုပြီးတော့စူးစမ်းခြင်းနဲ့တူပေါ့တခြားသူအမိခိုကင်းခြင်းနဲ့အဲကြောင်ကြောင်မလို့ကိုဘာသာကိုစူးစမ်းပြီးတော့ကိုရှာကိုတော့เนาะအဲ့လိုမျိုး energy မျိုးကျွန်တော်ရရတယ်ဆိုတော့အဲ့လိုမျိုးမဟုတ်သေးဘူးဆိုရင်အဲ့လိုဖြစ်သွားတဲ့အချိန်တွေမျိုးမှာရလိမ့်မယ်เนาะအဓိကတော့ကိုစူးစမ်းတဲ့လောက်ရလက်တွေရနေတဲ့အချိန်ကိုဘာမှ abundance တွေเนาะအောင်မြင်မှုတွေ အပြည့်အောင်မြင်မှုတွေနဲ့ပြည့်စုံနေတဲ့အချိန်ကိုဘတ်မှာအရာအားလုံးကအဆင်ပြေချောမွေ့နေတဲ့အချိန်နော်ကိုကိုဘတ်ကိုကန်တရားကမျက်နှာသာပေးလာတဲ့အချိန်နော်ကိုလိုချင်တဲ့ရည်မှန်းချက်တွေပြေဝဖို့ဘယ်လောက်မှမလိုတော့တဲ့အချိန်နော်တကယ်လို့မှဟိုဘယ်လိုပြောမလဲ လန်စာရေပေါ်လာပြီမကြခင်မှာအောင်ကအိမ်မက်တီးယားပြေးပေးွားလာရမယ်လို့ခံစားနေရတဲ့အခြေအနေမျိုးမှာမှာ represent ကမတိမတာလေးရောက်လာလိမ့်မယ်။သူရောက်လာတဲ့အခါကျရင်မတိမတာဆိုင်းလေးမြင်ရတာမျိုးတွေနော်။ငှက်လေးတွေငှက်ထူးချမ်းငှက်လေးမြင်တာမျိုးဒါမှမဟုတ်ငှက်မောင်နေတဲ့ဇုံတွဲငှက်လေးမြင်တာမျိုးလေးဖြစ်တတ်တယ်နော်။သူနေရလေလို့ခီးသွားရင်တို့နေမြီတို့အဲ့လိုမျိုးနေရာမျိုးမှာတွေ့ရတတ်တယ်နော်။ဘာလို့လဲဆိုတော့ကိုယ်ကလေလက်ပေါက်စာဝစ်စင်ထားတယ်ပြီးတော့ထူးခြားရင်ခံလေးရတယ်လက်ပေါ်မှာနားနေရဲဆိုရယ်ပုံစံလေးအများမြင်ရအောင်ပါလေ Q လေးကိုတွေ့ရတယ်နော် Q လေးတွေ့ရတော့ process တွေကနှေးတယ်ဆိုတော့သူနဲ့ကိုနေကတွေ့တဲ့အခါမှာလေလင်းလင်းမြန်မြန်ကြီးအဆင့်တက်သွားမှာမျိုးမဟုတ်ဘူးဖြစ်ဖြစ်ရင်းသွားလိမ့်မယ်ဒီနေရာကိုလေကိုကနှေးကွေးစွာနဲ့ရောက်လာခဲ့ရမျိုးမြင်ရတယ်နော်သူများကြီးလိုမှဟိုနည်းနည်းလှုပ်လိုက်တာနဲ့ပတ်စံကြီးအများကြီးရတဲ့သူတွေမဟုတ်ဘူးနော်ကိုရဲ့ effort တွေကိုထုတ်ခဲ့ရတဲ့ hard work တွေကို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 အတိအကျမဲ့ဒီ collective တမားရည်ရည်နော် သူများတဲ့ပို့ပြီးစ조사မှကိုလိုချင်တဲ့ live ကိုရတဲ့လူတွေပေါ့နော်ဆိုတော့နှစ်ဆ조사မှကိုလိုချင်တဲ့ဘောကိုရတဲ့သူတွေဖြစ်တယ်အဲ့တော့အများသူများတွေအများကြီးပို့ပင်မန်းနေဆိုတော့အဲ့ကိုပင်မန်းတာကိုပဲတည်ရဲဆိုတော့ကျွန်တော်လည်းနားလေနော်ဒီ universe ကလည်းနားလေပါတယ်အဲ့တော့ပင်မန်းမှုတွေအတွက်ခဏလောက်တောက်ခံထားပေးပါပို့ပြီး조사ပေးပါနော်တယောက်တည်းပို့ပြီးငွေရှာပါအလို့ကိုင်းနဲ့ပတ်သက်ပြီးအောင်ဆိုင်ဖို့တွေလိုနေရဲ့လက်တလော current energy အရာလေကျွန်တော်ကတင်မကြိုက်ဘူးဆိုတော့ ferro caps ကိုအောက်မှာတွေ့ထားလို့နော် ဖရဖက်ကကကနောကလိုက်လာဆိုတော့လေအခုချိန်မှာအသေးကြီးပါရယ်ကွဲနေနိုင်နေနော်တင်းမကွဲဘူးဆိုရင်အရင်တုန်းကအဲအတိတ်ကအရာလေးတွေကိုပြန်ပြီးတော့သတိရနေရမျိုးလေးဖြစ်တတ်တယ်နော်အဲ့အရာလေးတွေကို narrow source နဲ့ကောင်းကောင်းတွန်းလှန်နိုင်မှနော်အပြေးပြတ်နိုင်မှအကုန်လုံးဆုံးလွတ်နိုင်မှအတိတ်ကိုသွချနိုင်မှနာကက်စီကိုကောင်းမွန်တဲ့ energy နဲ့ရောက်သွားမယ်လို့ ပြောချင်တာเนาะဆိုတော့အတိတ်ကိုလွတ်ချနိုင်အောင်အမြဲဆုံးစူးစမ်းပါအတိတ်ဆိုတာကအတိတ်မှာပဲထားခဲ့ရမယ်ဒီဟာဆိုတာမမေ့နဲ့เนาะပြစ္ဆုတ်ပံမှာလက်ရှိမှာအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့စူးစမ်းဖို့လိုအပ်နေရပို့ပို့ပြီးတော့စူးစမ်းရမယ်เนาะအလောက်အဲကိုလက်ရှိလောက်ကိုင်းနဲ့အလောက်ကိုင်းအောင်မြင်မှုတွေရရှိသွားတဲ့အချိန်ဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာကိုကအလုံးဝအောင်မြင်သွားတဲ့အချိန် abundance ကိုဘွားတွေမှာဖြစ်လာပြီးကိုကံရန်ကောင်းလာပြီဆိုတဲ့အချိန်မျိုးတွေမှာကိုဘွားတွေဝင်လာပါလိမ့်မယ် အဲ6လပိုင်း10လပိုင်း17လပိုင်းအဲ့ကာလတွေကအရင်ဟိုမှာထူးခြားပြီးတော့ကိုယ့်အတွက်အရင်ကောင်းမွန်တဲ့လားဖြစ်တယ်နော် Okay ဆိုတော့နောက်တစ်ခုဒီ empire ကိုကြည့်တော့ကျွန်တော်ကဒီမှာဒီ queer representation နဲ့ intense ဖြစ်တဲ့ energy ကိုကောက်ခံနေတာရလိုက်တယ်ပေါ့နော်ဆိုတော့ဒီကက်ကတော့သူ့ရဲ့ energy ကတ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်နော်တခြားကျွန်တော်ကဘယ်ရတော့ဘယ်ကအတွက်ဘယ်အတွက်ဘယ်အတွက်ဘယ်အတွက်အဲ့လိုမျိုးမရှိဘဲနဲ့ကက်ကထွက်လာတဲ့ဟာတွေကိုကျွန်တော်ကြည့်ပေးရဖြစ်တယ်ဆိုတော့ဒီဒီ horror ကကိုချိန်အားဖြင့်သူက လေးနဲ့တယ်ပေါ့နော်ပြတ်သားတွေ DG ရယ်ဆိုရယ် energy မျိုးကြီးရှာတယ်။သူကခေါင်းဆောင်ကောင်းတယောက်ဖြစ်လိမ့်မယ်ကိုယ့်ရဲ့ person ကလေ။နေရာတစ်ခုမှာအာသူများတွေကိုကောင်းကောင်းလေးဝှချုံနိုင်တဲ့သူပေါ့နော်။တကယ်လို့ခေါင်းဆောင်မဟုတ်ဘူးဆိုရင်တောင်မှသူကခေါင်းဆောင်စိတ်ရှိတဲ့သူပေါ့။နော်။လောက်ငယ်သားကြီးပေါ့မှာမလိုမျိုးအာဘယ်လိုပြောမလဲ။ night scene နဲ့လောက်တာမျိုးမရှိဘူး။အမေအာနာပြတ်သားရယ်သူကတခွန်းဆိုတခွန်းပဲပြတ်သားရယ်ဂရီတီရယ်ယောက်ျားယောက်ျားပိတာရယ်ပေါ့။မင်းကလေးဆိုရင်လေဘယ်လိုမျိုးလဲဆိုတော့ တီတီတန်တန်ရှိတယ်မိန်ကလေးဆိုပေမဲ့ဇင်းစကားတွေပုတ်ပြပြပြောတာမျိုးမဟုတ်ဘူးကလေးမဆန်ဘူးလူကြီးဆန်နေတယ်မှာပါတယ်เนาะကိုဘွားအတွက်ကိုအကောင်းဆုံးစူးစမ်းမယ်ဆိုတဲ့သူရဲ့မှာပါတယ်ဒီခါသေးကြရင်တော့အမိန်နေပါပြီးပေးတတ်တယ်မိန်နေပါပြီးပေးရဆိုတော့အဲ့လိုကြီးမနေနဲ့ဒီလိုနေဒီလိုထိုင်เนาะဒီလိုမျိုးလေးအဲ့လိုမျိုး possessive ဖြစ်တဲ့ energy ရောရရเนาะကိုအာအရင်တဝင်တိုးတက်တာမျိုးရောเนาะကိုအရေးအရေးအရေးကစအဲ့လိုမျိုး ရန်တဲ့ဝင်တူတဲ့ vibe ကိုရတယ်အဲ့ဒီအနေနဲ့အေးဆက်တယ်အရင်ကြီးဟိုလိုဟိုအလိုမျိုးအရင်ဘယ်လိုပြောမလဲအရင် romantic energy ကမရပါမယ်သူကအလုံးနဲ့တက်တည်ပြရတဲ့သူမျိုးဖြစ်တယ်အဲစကားအများကြီးမပြောဘဲနဲ့အလုံးနဲ့တက်တည်ပြရတဲ့သူမျိုးဖြစ်တယ် aries energy အရင် strong ဖြစ်တယ်ဆိုတော့ fire sign လို့ပဲ okay sorry fire sign energy လေးအရင် strong ဖြစ်တာမျိုး တွေ့ရတယ်နော် စိတ်လည်းအရန်ကြီးရယ်နော်တခါဒီတိုင်းဒေါသဒေါသအရန်ထွက်လွယ်စိတ်ဆက်တယ်ဆိုရဲ energy အဲ့လိုမျိုး energy တွေရတယ်အသက်ကတော့ကြီးဖို့များတယ်မကြီးရင်တော့မတိမ်မရင်းလောက်ပဲငယ်တယ်ဆိုရဲ energy တော့မရဘူးငယ်ရင်တော့မှတော်တော်လေးရင်းချက်တဲ့သူတွေမှာပါလိမ့်မယ်နော် အာလောကဒီ empire ဆိုတော့သူ့ရဲ့မိသားစုမှာတားကြီးရောနော်သူ့ရဲ့အဲ့လိုသူ့မှာငယ်ရွယ်တဲ့ညီကောင်မောင်နှမရဲ့ရှီယာမျိုးတားကြီးရောအဲ့လိုမျိုးတမီးကြီးရောနော်အခြေဆုံးတားအခြေဆုံးတမီးအဲ့လို energy မျိုးလေးရပါတယ်နော်အလောက်ကိုင်းမှာဆိုရင်လည်းတကယ်ကိုအာနာပါဝါရှိရတဲ့သူမျိုးတကယ်ကိုမှသူကလေစကားပြောပြောတည်ရတည်လားအဲ့လိုအဂတိတည်ရပေါ့နော်ယောက်ျားပိတာအဲ့လိုအဲ့လို energy မျိုးကိုကျွန်တော်ရတယ်သူကလေစတွေ့ရတဲ့အာ တော်ရုံတော်ကီနဲ့လာမှာမဟုတ်ဘူးအဲကိုရဲ့အိမ်တော်ဘက်ဖြစ်ပေးနိုင်မလားဆိုရယ်တော်ကီနဲ့လာမှာပေါ့နော်ဆိုတော့အရန်တီဂျီလေးနဲ့ပြတ်သားပါတယ်အခုတော့နောက်တစ်ခုကြတော့ဒီ group ရဲ့ energy ကိုပြန်ရပြန်နေနော်သူနဲ့တွေ့ရတဲ့အချိန်မှာဘယ်လိုမျိုးပုံစံမှာကိုတွေ့နေမလဲဆိုတော့ကိုရဲ့ဘဝမှာကိုသာဘယင်မဘယင်ဖြစ်နေတဲ့အချိန်မျိုးမှာတွေ့ပါလိမ့်မယ်တဲ့နော် သူကလေဒီ empire ကိုကလေ queen of pentacles ဖြစ်နေတဲ့အချိန်ပေါ့နော် queen of pentacles ဆိုတော့ငွေကြေးရတကယ်ကိုအခြေခံနေပြီတကယ်ကိုအောင်းနေပြီ naira pentacles ကတကယ်တော့ဒီဘလို့မြင်ထပ်ပြီးတော့မြင်မိလဲဆိုတော့ကိုကသူနဲ့စားတွေ့တဲ့အချိန်မှာကိုဘာသာကိုကြော်တဲ့ရက်တည်နိုင်တဲ့အနေအထားဒါပေမဲ့သူနဲ့送ပြီးသွားရင်တော့သူနဲ့ချစ်သူဖြစ်ပြီးသွားရင်နောက်မှာကိုကတကယ်ကိုမှအောင်မြင်တဲ့သူတယောက်ဖြစ်သွားပြီပို့ပြီးတော့အောင်မြင်တဲ့သူတယောက်ဖြစ်သွားတယ်သူနဲ့ level 2ရယ်ကိုနဲ့သူနေရလေ ဒါမှမဟုတ်အတူတူစူးစမ်းသွားကြရတဲ့ energy ကိုလေးရတယ်သူနဲ့အတူတူအတူတူစူးစမ်းရင်းနဲ့သူကလည်းဘယင်ကိုကလည်းဘယင်မှဖြစ်သွားတာမျိုးကြီးမြင်ရတယ်နော်ဆုံးမဒီမှာ basically အများကြီးတော့မတွေ့ရဘူး rapidly တော့တွေ့ရတယ်ဒါပေမဲ့ထူကြရတဲ့ energy အများကြီးတော့မတွေ့ရဘူးတကယ်တော့သူနဲ့ကိုနဲ့အဲ့လို energy အပြိုင်လိုက်နိုင်တဲ့ပုံစံမျိုးတွေ့ရတယ်သူကကျတော့ရင်းရင်းနဲ့ပြတ်သားတယ်ကိုကကျတော့ ညတာတတ်တယ်တည်ငြိမ်တယ် grounded ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာလေး healing ဖြစ်သွားပြီ healing မလုပ်ရမှာမလို့တော့ပဲနဲ့ကိုယ့်ရဲ့အတိတ်ကတည်းကကြီးကျက်သွားပြီဆိုရင် energy မျိုးတော့ရတယ်ဆိုတော့အနာဂတ်မှာအများကြီးပို့ပြီးအဆင်ပြေလာဖို့ရည်မြင်တယ်နော်ကိုယ့်ဘဝမှာကိုယ်တယောက်တည်းတောက်ပနိုင်နေဆိုတဲ့ပုံစံမျိုးတွေမြင်ရတယ်ငွေကြေးရတဲ့ရန်ကိုအဆင်ပြေနေရမျိုးတော့မြင်ရတယ်နော်တကယ်ကိုတည်ငြိမ်တဲ့အခြေအနေထားကိုရောက်နေရ stable ပေါ့နော် stability ကိုတွေ့ရတယ်အဲ့တော့ ဘလို့နေရာပဲရောက်ရောက်ကိုကအဲ့ကြောင့်နေနေရမှာတကယ်ကိုအဆင်ပြေနေပြီเนาะသူနဲ့လေအဲ့လိုသူနဲ့ရကြတော့ဘလို့သူကကြတော့ဘာလို့ကိုကိုကြိုက်တာလဲဆိုရယ် energy မျိုးဒီမှာရရဘာလို့ကြိုက်တာလဲဆိုတော့ကိုကညာတာတတ်တယ်တနာတတ်တယ် nurturing ဖြစ်တယ်เนาะတဘာဝတရားကိုမျက်နှိုးတတ်တယ်အသိစံလေးချစ်တတ်တယ်ပေါ့เนาะပြီးတော့အရင်လေးသူ့ကို caring လုပ်ပေးရယ် like သူ့ရဲ့မိဘတယောက်လို့အဲအဲ့လိုမျိုးဒါမှမဟုတ်သူ့ရဲ့သူ့ကိုအရင်ချစ်တယ်ဆိုပြီးတော့သူကအဲအကြောင်းသူ့ကိုကိုရွေးချယ်ခဲ့ရဆိုတဲ့ပုံစံမျိုးပေါ့เนาะ သူ့ပေါ်အရင်ကောင်းတယ်ပေါ့ကိုကသူ့ပေါ်မှာအမေတရားလို့ဆိုတော့လည်းကောင်းဗီဒီယိုလို့ဆိုတော့လည်းကောင်းအဲ့လိုမျိုးပေါ့နော်ကောင်းမွန်စွာနဲ့တငယ်ချင်းဆိုရင်ထောင်မှကွာတည်လာတော့ကိုပေါ်အရင်သူ့ပေါ်ကိုကအရင်ကောင်းပြီးရယ်ပေါ့နော်အရင်ဂယူဆိုင်ပြီးရယ်အသေးသေးကစားလိုက်ပြီးတော့ဂယူဆိုင်ပြီးရယ်ဂျင်နာပြီးရယ်အဲကြောင့်မလို့သူကကိုကြွေခဲ့ရဆိုရယ် energy မျိုးကိုလည်းရတယ်သူနဲ့ကိုနဲ့မှာကွာခြားချက်တွေအများကြီးရှိနိုင်တယ် ကိုကိုကိုတင်ငယ်စိတ်တွေပါရယ်လေတချို့တွေ့ရတယ်ဒါပေမဲ့ तू ကအဲ့လိုတင်ငယ်နေရတော့မချိုက်ဘူးအဲ့တော့ကိုကိုလက်တလုံးမှာကိုကိုကိုရဲ့အလတရားနဲ့ပတ်သက်ပြီးတော့ insecure ဖြစ်နေရင်အများဆုံးပြင်မှာအော်ဆိုရိုက်ပါစင်ကအကုန်လုံးဘလိုပဲဖြစ်နေဖြစ်နေ तू ကတော့ချစ်ပေးမယ်ဒါပေမဲ့တည်ရမလားကိုကိုကိုယုံကြည်မှုရှိတဲ့ main clue ကိုတော့ तू ကပို့ပြီးတော့ချိုက်မှာပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်နေရဲ့ကိုကို confidence ရှိတဲ့ तू အဲ့လိုလူမျိုးဖို့ပဲ तू ကပို့ပြီးတော့ attract ဖြစ်လိမ့်မယ်နော်စစ်တော့ source energy လေးရပါလိထပ်တွေ့ရတယ်ဆိုတော့နှစ်ယောက်ကအတူတူပေါ့နော် aeropanicles တွေရတဲ့ aeropanicles တွေကျွန်တော်ဒီနှစ်ကောက်ကိုတွေ့ရောပြီးပြောလိုက်မယ်เนาะဆိုတော့ aeropanicles reverse တွေရတဲ့အခါမှာတကယ်ဆိုကျွန်တော်က aeropanicles ဆိုတာကောင်းမွန်တဲ့ progress တွေပေါ့เนาะဆိုတော့စူးစားတာကိုယ့်ရဲ့ဘဝအတွက်လုံးဝစူးစားတာငွေကြီးအတွက်ရှာဖွေရဒါပေမဲ့အဲ့ energy က reverse ချက်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီမှာဘလို့ energy တွားရလဲဆိုတော့ကိုယ့်ဘက်ကဘာမှ effort ထုတ်စရာမလိုတော့ဘူးဆိုရဲ energy မျိုးတော့မြင်ရတယ်เนาะ ်သူကကြိုးစားခြင်းစိတ်မရှိရလည်းမဟုတ်တော့ကိုကကြိုးစားခြင်းစိတ်မရှိရလည်းမဟုတ်ပြောချင်တာက right person မှန်သွားရင်ကိုဘက်ကလိုက်เสียမလို့ဘူးသူကကိုကိုအနာမှာခေါ်ထားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးလေးမြင်ရတယ်เนาะအဲ့တော့ panic ကို reverse ရောကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ကြည့်ချင်သေးတယ်เนาะ okay ဆိုတော့อืม okay oh baby okay နှစ်ယောက်ကအဲ့လိုအရန်လိုက်ဖက်ညီရမျိုးကျွန်တော်ပြောရတဲ့နှစ်ယောက်က level 2ပဲတယောက်နဲ့တယောက်နဲ့ level တစ်ခေါက်တယောက်ကလည်း empire တစ်ခေါက်တယောက်ကလည်း queen ဆိုတော့နှစ်ယောက်က energy level မျှတယ်ညတဲ့ကြောင့်မို့တယောက်ကစူးစမ်းနေနောက်တယောက်ကလည်းထိုင်ပြီးတော့ကြည့်နေရမျိုးမရှိဘူးကိုယ်လည်းစူးစမ်းပြီးမယ်ငါလည်းလှုပ်ပြီးမယ်ငါလည်းတက်နိုင်သလောက်အကောင်ဆုံးနေတော့ဘေးကနေပါရမီဖြည့်ပြီးမယ်ဆိုတဲ့ပုံစံမျိုးနဲ့နှစ်ယောက်ကအတူတူ progress ကြီးကိုရှေ့ဆက်သွားနိုင်လိမ့်မယ်နော်ပြီးတော့ နှစ်ယောက်တွေ့ရဲ့အချိန်မှာကောင်းအဲ represent ကိုယ် represent back ကပဲကိုစပြီးတော့ like ပါလိမ့်မယ်ဒေါ်ရှော့သူ့ဘက်ကပဲ effort တွေထုတ်ပါလိမ့်မယ်ကိုယ့်ဘက်ကအများကြီး effort ထုတ်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးလေးညီရယ်နော်ဆိုတော့ okay သူနဲ့တူတူနိုင်ငံတစ်ခုမှာနေရနေသားတစ်ခုမှာအခြေချဖြစ်လိမ့်မယ်အတခြားနေရာတစ်ခုတခြားဒေသတစ်ခုမှာအခြေဖြစ်အခြေချဖြစ်တာမျိုးနော်အဲ့လိုမျိုးလေးမြင်ရတယ်နော်ဒီမှာနေရာတော့မိသားစုတွေအတူတူ key ထွက်နေဆိုတော့မိသားစုဘဝကို ီ web version နဲ့ပဲရသွားပါလိမ့်မယ် okay oracle card တွေကပါ message လေးပြီးပေးနေလေ okay ကျွန်တော်တက်ကထချိမယ်နော် okay oh more 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 energy right long no, more okay 32 and then 11အဲ့ဒါပါလေဘယ်လိုခေါ်ရလဲမသိဘူးကျွန်တော်ဒါအဲ့ okay ူကလေอืมကိုစူးစားခဲ့တဲ့မြင်အရာတွေရိတ်သိမ်းရိတ်သိမ်းပေးမဲ့ဥယျာဉ်မှုအဲအဲ့လို energy မျိုးပဲရတယ်တဲ့လို့ကိုတောက်လျှောက်ပေါ်တော့အခြေကိုကိုရှာပွေခဲ့ရင်ကိုကတယောက်တည်းနေဖို့ထက်ကိုကအမိကိုအရန်ရှာပွေခဲ့ကိုအရန်စူးစားခဲ့တယ် error pentacles နဲ့တဲ့အရန်စူးစားခဲ့တယ်တိလားအရင်ကမှကိုမှအချက်အတွက်အများကြီးအားစိတ်ထုတ်ခဲ့တယ်ကိုအများကြီးစူးစမ်းခဲ့တယ်နော်အဆင်ပြေမယ်အထင်နဲ့ပေါ့နော်အများကြီး 調査ခဲ့တချို့ဆန်ရေးအများကြီးလဲထွက်ခဲ့ရတယ်ကိုဘက်က green forest ကြီးလို့ကျွန်တော်မြင်ရတယ်ဒီစားဒီဗီဒီယိုကြီးရဲ့တွေမှာ art sign တွေတော်များလေးမြင်အဲ terrace ဘာကို capricorn တို့ no fire sign အားပြီးပါလိမ့်မယ်သူတို့ပြင်တော့ art sign energy ရှိရတဲ့တွေဖြစ်နေမယ်အဲ့တော့ အရန် grounded ဖြစ်တဲ့အရန်တည်ငြိမ်တဲ့လူတွေဖြစ်တယ်အဲ့တော့အချစ်အတွက်လည်းအရန်ပေးဆက်တဲ့ green forest တွေ green flex တွေပေါ့နော်အရန်ကောင်းတဲ့လူတွေဖြစ်တယ်အဲ့တော့သူတို့ကောင်းခဲ့တဲ့များအရာအားလုံးကဒီရောက်ဒီ represent တွေရဲ့အခါမှာ represent ကကိုကောင်းခဲ့တဲ့များအရာအားလုံးအတွက်အတိုးချပြီးတော့ချစ်ပေးလိမ့်မယ်ဆိုတော့အရန်ကောင်းတယ်နော်ရှိသိင်းတဲ့ energy မျိုးလေးတွေရတော့တချို့ကိုယ့်ရဲ့ဘဝမှာမပြည့်ပြတ်တဲ့အရာတွေပြည့်ပြတ်သွားတော့မှပဲ represent နဲ့တွေ့ရဖို့ဖြစ်လာလိမ့်မယ်ဆက်တလပိုင်းထူကြတယ်เนาะဆက်တလပိုင်းဆက်တလပိုင်းရင်ထူကြတယ် okay အာโอเคသူနဲ့ကိုနေရလေကျွန်တော်ပြောရဲ balance အရင်ညီမြလေလို့ပြောရဲသူက king ဆိုရင်ကိုကလေ queen เนาะအဲ့တော့1နဲ့1 1 plus 1ဆိုတော့နေရောက်ကဆိုတော့1 1ဆိုရင်2 2ဆိုတော့ duality ကိုပြရဲဆို partnership လည်းအရင်အားကောင်းတယ်ညီရောက်တူတူလုပ်တဲ့အလုပ်ကိုင်းကြီးအများကြီးအဆင်ပြေအောင်မြင်နေမယ်ဟိုရိတ်သိမ်းယုံမယ် right အဲအဲ့လိုမျိုးညီရောက်တူအလုပ်တွေစူးစမ်းပြီးတော့ငွေတွေကိုရိတ်ယူယုံမယ်အဲ့လိုမျိုးငွေတွေကိုလိုက်သိမ်းယုံမယ် အဲ့လိုမျိုးအနည်းရောက်ပေါင်းပြီးတော့မှအရင်အဆင်ပြေသွားတာမျိုးမြင်ရတယ်ကျွန်တော်ပြောရတယ်ပြောရလေတယောက်ပေါ်တယောက်သူကနှစ်ယောက်ကအရင်ကိုကလေး green flag သူကလေး green flag ဆိုတော့လေနည်းရော energy ရောကွာတယ်ဒါပေမဲ့အဲ့ difference တွေကပဲနှစ်ယောက်တရားကိုအကူညီသွားတယ်နေနေလားရှင်နေများ energy right အဲ့လိုမျိုး sorry အဲ့လို energy မျိုးလေးရောရတယ်နော်ဆိုတော့ရန်ကောင်းတယ်အဲသူကိုကလည်းအဲ့လိုမျိုးသူတယောက်တည်းရှိသူတယောက်တည်းစူးစမ်းနေတာကိုကလည်းမကြည့်ရဘူးအဲ့တော့အတူတူစူးစမ်းပေးရယ်သူကလည်း အာကိုကြောက်တယ်မရအောင်မရကိုလည်းကုလို့ပြင်မယ်ဟာငါလေးကိုတော့မယ်အားလိုမျိုးတယောက်ပေါ့တယောက်အရင်နေ့ချစ်ကြရဲ့အဲ့နဲ့ချစ်ရောလေးရအရင်ချစ်ဖို့ကောင်းတယ်ရယ်11 11လေးညင်နေဒါသူနဲ့တွေ့ရဖို့နေလာပြီဆိုရင်မိတ်လေးဖြစ်ပါလိမ့်မယ်အင်ဂျင်နံပါတ်လေးမြင်တာမျိုးလေးညင်ရရယ်နော် โอเคဒီမျက်စိလေးကြီးလဲပါဖေရားကြီးပါတွိုင်းရင်ကုသိုလ်လေးကြီးပါပြုတ်ပေါ့နော်ကုသိုလ်ပြုရင်ဒီမျက်စိလဲပါဒါမှမဟုတ်အိမ်မှာကုသိုလ်ပြုခြင်းနဲ့ဒီမျက်စိလေးကြီးလဲပါအိမ်မှာတန်ရှင်းလေးလောက်ပါတန်ရှင်းလေးနဲ့နေပါနော်ကိုကိုကိုလည်းပူလောက်အောင်နေထိုင်ပါနော် self love self care လေးပို့ပြီးကောင်းအောင်လုပ်ပါနော်တယောက်တည်း single life မှာရှိနေတဲ့သူတွေများပါလိမ့်မယ်ဒီ group က single life မှာမရှိနေတဲ့သလိုရှိနေတဲ့ situation တို့ချစ်သူကအဆင်မပြေနေတဲ့သူတွေအများစုပါလိမ့်မယ်နော်ဆိုကိုလက်ရှိရှိနေတဲ့အခြေအနေလေးမှာကိုကိုကောင်းအောင်ကြိုးစားပို့ကြိုးစား စီဝါကြီးလေးပူကောင်းအောင်လို့ငွေကြီးလေးပူပြီးစုเนาะစုဆောင်စုဆောင်ပြီးသွားရင် အချိန်တိုင်းတွေ့ပါပါလိမ့်မယ်เนาะစက်တလာတော့ပဲလူရာမျိုးเนาะဒါမှမဟုတ်ဒီဒီနေ့စက်တလာပိုင်းလည်းဖြစ်နိုင်တယ်เนาะโอเคဆိုတော့နောက်တစ်ခက်ကကြည့်ရအောင်နောက်တစ်ခက်ကကြည့်ရအောင်အောက်မှာ8 8အသေးလေးတွေ့ရเนาะဆိုတော့ဒါလေးကကျွန်တော်8 cups တွေ့ရ8 cups energy တွေရတယ်ဆိုတော့8 cups energy ဆိုတော့ကျွန်တော်တို့ cycle ပေါ့နော် cycle ပြီးဆုံးသွားပြီးရဲ့နောက်မှာသူနဲ့တွေ့ရလိမ့်မယ် cycle ကကျွန်တော်တို့ကပြောပြောကျွန်တော်အမြဲပြောနေကြပါလူတွေက cycle နဲ့လက်ပတ်နေရယ်ဆိုရဲသဘောလေးနော်အဲ့တော့ cycle သဘောရှိရယ်အဲ့တော့ cycle မှာလူရဲ့လဲနေရဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခါတည်းကြရင်မကောင်းတဲ့သူတွေနဲ့အများစုတွေ့ကြရတယ်တစ်ခါတည်းမဟုတ်အများစုတွေ့ကြရတယ်ဒါသင်ခန်းစာအကြောင်းတွေ့ရတယ် universe က ီသင်ကန်းစာအတွက်ဒီလူကကို့အပေါ်မှာအကောင်းနိုင်ဆုံးဖြစ်မယ်ဆိုရဲအတွက်ကြောင့်မူဒီလူလွှတ်ပေးရဖြစ်တယ်အဲ့တော့ကို့အပေါ်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဒီ connection midi connection မဆိုမီဒီစက္ကန့်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းကကို့အတွက်တင်ယူစရာကြီးပဲရှိနေရနော်လောကကြီးကအလကားဘာမှမရှိဘူးနော်ဆိုတော့လောကကြီးမှာဖြစ်လာသမျှအရာအလုံးကကို့တင်ယူဖို့ဒါမှမဟုတ်ကို့ဆရာနေတင်ယူဖို့အဲ့ဒါပဲအဲ့လိုပဲလေပန်းနေကြတာနော်ဆိုတော့အဲ့ဒါလေအိတ်ဘောလေးကိုတည်ချင်တာပြီးတော့အချိန်အချိန်နဲ့ပတ်သက်ပြီးတော့လေကျွန်တော် energy လေးရတယ်ဆိုတော့အချိန်နေတဖြည်းဖြည်း ကုန်လာရင်အဲ့တော့အချိန်တွေကိုအလန်းအန်းဖြစ်စင်နေတဲ့အချိန်တွေကိုအချိန်ရှိက လုံးလာဆိုင်စူးစားပါပေါ့နော်ဆိုနောက်ပိုင်းရောက်ရင်ကိုဘာမှစူးစားစရာမလိုတဲ့ပုံစံမျိုးမြင်ရလိုရဘူးဆိုတာဘယ်လိုပြောမလဲသူကြောက်တဲ့ရှာလို့လည်းမဟုတ်ဘူးနှစ်ယောက်ကအရင်အဆင်ပြေစွာနဲ့အေဂျင့်လေးနေသွားတဲ့ energy ကိုရရပေါ့နော်ဆိုတော့အရင်ကြီးစူးစားစရာမလိုတော့ဘဲနဲ့အဲ့လိုဘယ်လိုပြောမလဲ စတော့ source က movement ကိုပြရတယ်နော်အဲ့တော့ key တွေပါကြီးထွက်ကြတာအတူတူပေါ့နော်အချိန်တစ်ခုကိုအကုန်ဆုံးကြတာငွေစုဆောင်းပြီးတော့တည်ရမလားနှစ်ယောက်ကနောက်ဆုံးမှာဘာမှလုံးစူးစမ်းစရာမလိုတော့ဘဲနဲ့အဓိကတော့နှစ်ယောက်ကအဲ့လိုအတင်းကြီး force လုပ်စရာမလိုအတင်းကြီးအာသူနဲ့နေရဖို့ဟိုငါဘာလီစူးစမ်းရမလဲဘာလီလုပ်ရမလဲအဲ့လိုမျိုးကြီးဘာမှလုပ်စရာမလိုသူကသူ automatic ကြီးကိုသူကသူနှီးစက်သွားတာကံငါအလိုမျိုး universe ကအလုံးဝစီစဉ်ပေးရဖြစ်တဲ့ကြောင်းလို့ရုတ်တရက်ကြီးကိုအဆင်ပြေသွားရုတ်တရက်ကြီးကိုနှီးစက်သွားမှာအတင်းကြီးလိုက်ပြီးတော့ control လုပ်စရာလည်းမလိုဘူး manage အတင်းလုပ်စရာလည်းမလိုဘူးဘာမှကိုကိုလို့စရာမလိုဘဲနဲ့ progress ကြီးကသူ့ဘာသာသူဖြစ်သွားတဲ့ energy aero aero pedigos က progress ကြီးကိုအတင်းကိုဘက်ကအတင်းပြီးအောင်ပြီးမြောက်အောင်ကြိုးစားတာအကိုရရထားတဲ့ကျိုးတဲ့ တကယ်တော့ကိုကပြီးသွားပြီဆိုတဲ့ပုံစံမျိုးအဲ့လို energy energy ဒီမှာလေး moon energy ကျွန်တော်ပြောစကောလေးတိရစကောရီပြီးသွားပြီဆိုတဲ့ energy အဲ့လို energy ပြီးသွားတော့မှပဲဒါတော်တော်လေးအဆင်ပြေသွားလိမ့်မယ် right person နဲ့တွေ့ပြီးပါလေနော်ပြီးသွားပြီဆိုတာကိုစူးစမ်းလို့ပြီးပြီးနော်စူးစမ်းတင်းတော့ effort ရတဲ့အချိန်ကိုပဲစောင့်ပါတော့ဆိုတဲ့ energy မျိုးဒါလေးက guidance ရဲ့အနေနဲ့ပါလာတိရအများကြီးအာဘယ်လိုပြောမလဲအရင်ကြီးမစူးစမ်းနေရောမစူးစမ်းနေရောဆိုတာက ကိုကထိုက်တင်းတလောက် hard work တွေကြိုးစားပြီးသွားပြီးကိုပြင်းပြင်းထန်ထန်ကိုကြိုးစားခဲ့ပြီးသွားပြီးဒါအခြေအနေနဲ့ပြောကြပါစို့နော်အခြေအနေတော့ကိုအများကြီးလို့ပြီးသွားပြီအပြင်းမှန်းခံပြီးသွားပြီအသေးကြီးလေးကွဲပြီးသွားပြီနော်အဲလူတွေလည်းစုံနေပညာရည်လည်းစုံနေသင်ငန်းသားတွေလည်းစုံနေပေါ့နော်အဲ့တော့အများကြီးအဲအရင်ကြီးတဲ့စိတ်မပူနဲ့တော့အမြန်ဆုံးလာလိမ့်မယ်ရပ်ပါဆင်ကရောက်ဖို့လေတော်တော်လေးနီးနေပြီ energy လေးရတယ်เนาะဆိုတော့တနေ့လောက်တော့မကြနိုင်တော့ဘူးเนาะဆိုတော့ တော့ reference နဲ့တွေ့ရမှာရောမယ်အကောင်ဆုံးအထက်နိုင်ဆုံးပြောရှင်းအောင်နေထားပါပြောပြောအောင်နေပြောပြောနေတည်ခဲ့ဖြစ်တော့ကြောင်းမကောင်း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 လေးအသက်ရှင်ပါနော်အချိန်နဲ့ဒီမှာလူမဆောက်အောင်နော်အဲ့တော့အချိန်နဲ့များကြိုးစားပါအော်မြေခွေးလေးတွေ့ရမြေခွေးလေးနဲ့နော်အော် nine row leaf leaves တွေ့ရအဲ့တော့อืมဆိုတော့ ဒီမြေဝေးလေးရလေကျွန်တော်ကလေဟိုဒီကက်ကတော့ဘလို energy လဲတော့မသိဘူးเนาะဆိုတော့ဘလို့လဲဆိုကျွန်တော်ရတဲ့ energy ကကျတော့မြေခွေးလေးရလေ represent energy လေးဒီလားဆိုတော့လေဒီချက်လေးကိုချက်လေးတကောင်တထိုင်နေရတော့ရက်နေရတော့အဲ့ချက်လေးကိုသစားခြင်းနေဆိုရပုံစံမျိုးထက်လေကျွန်တော်ဘလို့လေးမြင်ရတယ်ဆိုတော့ဆောင်းလျှောက်ပေးရဆိုတဲ့ energy လေးတရားတွေ့ရတယ်တဲ့เนาะဆိုတော့ကိုကို spirit guide တရားဆောင်းလျှောက်ပေးနေပါတယ် universe ကဆောင်းလျှောက်ပေးနေပါအဲ့တော့ဘာမှမကြောက်ပါနဲ့တရားကောင်းကောင်းစူးစမ်းပါ okay video လေးကိုတော့လည်းရိုက်လိုက်ပါမယ်အားလုံးမျှဝေရှင်မျိုးလုံးညောင်းလေးပါအားလုံးပဲဘိုင်ဘိုင်